ီလွတ်တော်ကိုယ်စားလှယ်လောင်းပေါ့ဗျဒီလွတ်တော်ကိုယ်စားလှယ်လောင်းကကမ်ဘောဇာဘဏ်ကနေပဲကျက်ဘီလီယံ၁၀၀ကွိုင်းလဲအထောက်အောင်ပဲအဲ့လိုချေးယူထားတယ်ချေးယူထားတဲ့အခါကျတော့သူ့မှာသူတတ်မှတ်ထားတဲ့အယူအဆရဲ့တတ်မှတ်ထားတဲ့ကိုယ်စားလှယ်လောင်းဖြစ်ခွင့်နေစတဲ့ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရည်တွေရှိပါလိမ့်မယ်အကယ်၍များဒီပုဂ္ဂိုလ်ကဒီကြားထဲမှာပေါ့ဗျဒီကြားထဲဒီရပိုက်ဒီကြားထဲမှာပေါ့သူကဒီကျက်ဘီလီယံ၁၀၀ကိစ္စနဲ့ပတ်သက်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပယ်ဖြတ်ခြင်းခံရမှာဖြစ်ပါတယ် ပါတီဥက္ကဋ္ဌကြီးတို့တသက်ခံရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့တရားသတင်းအမှားလို့ပဲပြောလို့ရလား ဟုတ်ကဲ့ချင်းချင်းကြီးကတော့အကယ်ဥမှပြောပေါ့ဟိုကက်ဆိုင်ယာကာဝီစီယုံဒီစီယာတော့မှကျွန်တော်တို့ကနှမ်းပြီးတော့အကြောင်းပြတာစာဖတ်ရည်အခုလက်ရှိဖုံးပြောနေတဲ့ခြေရှိမှာမရှိသေးလို့ခင်ဗျဟုတ်ဒီကနေ့မနေ့အစောမှာပဲတော်လန်ပြည်သူတွေအတွက်သတင်းကောင်းတစ်ပုဒ်ကြားလိုက်ရပါတယ်အဲ့ဒါကတော့ပြည်သုံးလုံးပါတီဥက္ကဋ္ဌတသက်ခံရွေးကောက်ပွဲဝင်ပြန်ခွင့်အပိတ်ခံလိုက်ရပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီသတင်းမထွက်ပေါ်သေးခင်မနေ့ကတည်းကတသက်ခံဟာကမ္ဘောဇဘန်စီကရှင်းငွေတွေပြတ်မဆက်နိုင်လို့ ရွက်ကပွဲဝင်ပြိုင်ခွင့်အပိတ်ခံရနိုင်တယ်ဆိုတဲ့သတင်းတွေကြိုထွက်ခဲ့တာပါဒီကနေ့မှာတော့တစ်စဖောက်တသက်ခံရတဲ့သတင်းကြောင့်ပြည်သူတွေအားလုံးပျော်ရွှင်ခဲ့ရပါတယ်ဒါပေမဲ့တိတ်မကြလိုက်သေးခင်မှာပဲသတင်းဟာမတိကျသေးကြောင်းပြည်သူ့လုံးပါတီကမီဒီယာအရှုပ်ကိုပြောလိုက်တဲ့အခါမှာတော့ပြည်သူတွေရဲ့အပျော်ဟာအနှဲငယ်လျော့ပါသွားခဲ့ရပါတယ်ဘာပဲပြောပြောတသက်ခံရငွေကြေးအရှုပ်တော်ဘုံကတိတ်ကျနေတာကြောင့်သူဟာသက်ဆုံးမရှိတော့ဘူးလို့ယူဆနိုင်ပါတယ် မကြာသေးခင်ကလည်းစန္နာမင်းတို့အန်ရက်ပါတီကိုမင်းအွန်လိုင်းကတရှက်လို့အမိန့်နဲ့ဖျက်သိမ်းစေခဲ့ပါတယ်။တချိန်တည်းမှာလည်းရွေးကောက်ပွဲဥပဒေတွေကတင်းကျပ်လာတာကြောင့်တစ္ဆက်ဖောက်ကိုကိုကြီးတို့အဖွဲ့လည်းမျက်ခုံးလှုပ်နေကြရတာဖြစ်ပါတယ်။ အခုလဲတသက်ခိုင်ကိုအစောပိုင်းကမင်းအွန်လိုင်းကသူ့ရွေးကောက်ပွဲ လူစိတ်ဝင်စားအောင် ပွဲတွေလုပ်ပြီးအားခိုင်းထားခဲ့ပြီးအခုရွေးကောက်ပွဲနီးကမှာတောက်ဖြုတ်လိုက်တယ်ဆိုတာကတော့တသက်မဲ့နှစ်ပေါက်တစ်ပေါက်အရိုက်ခံလိုက်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းအွန်လိုင်းလက်ထက်မှာအပြစ်မဲ့ပြည်သူတွေသာဒုက္ခအမျိုးမျိုးရောက်ကြတာမဟုတ်ပဲမင်းအွန်လိုင်းတစ္ဆာခံအရိုးကြိုက်တွေလည်းခွေးနေရမရဖာတန်းမိလောင်တယ်လို့ခံစားနေကြရတာမျက်မြင်ကိုတွေ့ပဲဖြစ်ပါတယ်။ ပြည်သူတွေဒုက္ခရောက်ကြရသလိုပဲစစ်တပ်နဲ့စစ်ဘောမှတိုက်အတွက်လည်းဘယ်အရာကမှတေချာရေရာမှုမရှိဘူးဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါခို့။ဟုတ်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့။ဟုတ်ကဲ့ကျွန်တော်ကမြန်မာဟတ်တော်သတင်းဌာနကသတင်းအေရီတာပါဗျာ။ဟုတ်ကဲ့မင်္ဂလာပါခို့ဟုတ်ကဲ့။ကျွန်တော်တို့သတင်းတစ်ခုကြားနေတာလေးရှိတာပေါ့။ကျွန်တော်တို့ဒီပြည်သူ့ခြေဆောင်ပါတီရဲ့ဥက္ကဋ္ဌကြီးဒေါ်သက်သက်ခိုင်ကရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရဘူးဆိုပြီးတော့သတင်းတွေထွက်နေတာပေါ့။အဲ့ဒီသတင်းကမှန်ကန်မှုရှိလားဘယ်လိုရှိနေရှိလဲပြကျွန်တော်တို့ချက်လောက်ချင်းပြပေးပါဦးခို့။ ဟုတ်ကဲ့ဟိုပလီရီယာမှာတော့ကျွန်တော်တို့ကြားရတာဒါပေမဲ့ဟိုယူရီယာကလည်းပတ်သက်ပြီးတော့ပြင်ဝင်ထုတ်ပြန်ခါကမရှိရတဲ့ကြောင့်မလို့ဒါကျွန်တော်တို့ဘက်ကဟိုဘာမှဟိုပြောမှတ်ချက်တော့ပေးလို့မရဘူး။ဒါပေမဲ့ဆိုတော့လက်ရှိကျွန်တော်ကိုယ်တော်ကပြရတယ်ဖြတ်ပြီးဖြစ်တယ်။ပြည်ပြည်သက်ဆိုင်ရာမေဆာငယ်ဒီမှာလည်းဒီတာဝန်ရှင်ပြိုင်တဲ့ပုံစံတော့အမိစင်းမှာလည်းကြီးညာခံရတယ်ကျွန်တော်တို့အတိပဲဖြစ်ပါတယ်ခင်ဗျ။ဟုတ်ဟုတ်ဒီမာရီဥက္ကရာကြီးဘက်ကဒီတောင်ရှိတဲ့လူတွေကိုဘာပြောထားတာရှိလဲဗျ။ ဟုတ်လက်ရှိကတော့ဥက္ကဋ္ဌကညီရကြတော့ဘာမှကျွန်တော်တို့ပေးထားတာတော့မရှိဘူးလက်ရှိကျွန်တော်တို့လောကမဲ့ပါတီလုပ်ငန်းရှင်တွေဆက်ပြီးလုပ်နေတယ်မလေးရလည်းကျွန်တော်တို့လုပ်တယ်ဒီမုန်းကလည်းဆက်ပြီးလုပ်နေတယ်ခင်ဗျာဟုတ်ကဲ့ဒီပါတီဥက္ကဋ္ဌကြီးတော့တသက်ခံရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့တရားတင်အမှားလို့ပဲပြောလို့ရလားဟုတ်လက်ရှိအချိန်ကြီးကတော့အကယ်၍မှပြောပေါ့ဟိုကက်ဆိုင်ယာကာဝီစီယုံဒီစီယာတော့မှကျွန်တော်တို့ကနေပြီးတော့အကြောင်းပြတာစာဖို့ရည်အခုလက်ရှိဖုံးပြောနေတဲ့အချိန်ကြီးမှာမရှိသေးလို့ခင်ဗျဟုတ် အဲ့တော့ကျွန်တော်ဒီညူးလေးဥပဒေနဲ့အညီလေးကျွန်တော်တို့သွားရမှာပေါ့နော်ဒီကြီးကထုတ်ပြန်လာတဲ့ညူးလေးကိုရေးချရတဲ့ဒါကျွန်တော်ကပို့ပြီးနားလဲပါခဲ့ဆိုတော့အဲ့ပုံမှာသူတို့ဘာတွေမှတ်ချက်ပေးမလဲတဲ့ကျွန်တော်ကစောင့်ကြည့်ရမှာပေါ့အဲလိုအပ်တဲ့မှတ်ချက်တွေပုံမှန်ပြီးတော့ကျွန်တော်ကအဲလုံဆောင်စရာရှိရရင်ကျွန်တော်ပြန်ဆောင်တာပါလားခင်ဗျဟုတ်ကဲ့ဒီတဲ့င်းဟိုကတော့လက်ရှိအခြေကတော့ဒါအခုပြောသလိုဆိုလို့ရှိရင်တဲ့င်းမားလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ တော်သက်သက်ခိုင်ကပုဇလေလောင်းကပ်ပြားလဲရထားပြီးသူ့ရဲ့တက်ဆိုင်ရမဲဆန္ဒနယ်မှာလဲစီရင်ထွက်ထားပြီးဆိုတော့ကျွန်တော်ဒီသတင်းကသတင်းမှားလို့ပဲပြောလို့ရမလားမသိဘူးเนาะဟုတ်ကဲ့ဟုတ်ကဲ့ဘောဆိုအဲ ဒီစီရိုတဲ့အပေါ်ငငယ်ပေါ်ပေါ်နော်မိဒီကျွန်တော်ကတော့နှစ်ဖက်ကွန်ဖန်လုပ်နေကြပါလေကျွန်တော်ဘက်ကတော့ကျွန်တော်ရှိမှာဗမာတော့ဒီကြားကတော့မရှိသေးဘူးမရောက်သေးဘူးပေါ့နော်အကယ်၍ဘုန်းကြီးလည်းဒီကျွန်တော်ဟိုပြောရဲဟာဒီဒီစီရိုကကွန်ဖန်လုပ်လိုက်တယ်ဆိုပုံကြည့်ကြတဲ့သတင်းတစ်ခုထွက်လာမယ်လို့ကျွန်တော်မျှော်လင့်စီပါတယ်ခင်ဗျာဟုတ်အဲ့တော့ဒီလိုအခုလိုဒီသတင်းပေါ်ပြတာတွေနဲ့ပတ်သက်လို့ကိုရိုးဘက်ကဗာများပြောခြင်းလဲဗျအဲဘာမှတော့ဒီလိုရှိရင်ကျွန်တော်တို့လည်းရှိဒီ ထုတ်ပြန်ဟာဥပဒေနည်းဥပဒေနဲ့အညီလောက်ဆောင်နေတယ်အဲလက်ရှိလည်းကျွန်တော်တို့အခုလာမယ့်28ရက်နေ့ကစတဲ့အောင်နိုင်ကာလအတွက်ရေကောက်ပွဲရက်ဆက်ကာလအတွက်လည်းကျွန်တော်ပြင်ဆင်နေပါတယ်ခင်ဗျဟုတ်ကဲ့နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့နိုင်ငံရေးပါတီတူပေါ့ဗျနိုင်ငံရေးပါတီတယောက်ကလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်အရေးချင်းနဲ့ကျွန်တော်တို့ညှိဆိုးနေတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကဒီလွတ်တော်ကိုယ်စားလှယ်လောင်းကဒီနိုင်ငံရေးပါတီဥက္ကဋ္ဌလည်းဖြစ်တယ်သူကလည်းလက်ရှိဒီ2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်တယ် နိုင်ငံပါတီတစ်ခုရဲ့ဦးဆောင်သူလည်းဖြစ်တယ်။သူ့ရဲ့ပါတီကတနိုင်ငံလုံးမှာတနိုင်ငံလုံးဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံပါတီတစ်ခုလည်းဖြစ်တယ်။အဲ့တော့သူကဘာနဲ့ညှိနေလဲဆိုတော့ဒီပါတီဒီပါတီကဒီပါတီကပုံကိုတရားပေါ့ဗျာ။သူကသူ့ရဲ့ဒီလုပ်ငန်းအတွက်ကမ္ဘောဇာဘဏ်ကနေပြီးတော့ကျပ်ဘီလီယံတရားခန့်ချေယူထားတယ်ကျပ်ပီလီယံတရားခန့်ချေထွားတဲ့အခါကျတော့တို့ဒီ UEC ရဲ့တတ်မှတ်တဲ့တတ်မှတ်ချက်တွေပြီးရင်ကျွန်တော်တို့ဒီဘန်နဲ့ပတ်သက်တဲ့တို့ရဲ့ကိစ္စရဲ့ဒီမှာကျွန်တော်ညှိစွန်းမှုတွေရှိလာတယ် ျွန်တော်ကဒီနေရာမှာအဲဒီလူကဘာသူဖြစ်ပါလဲသူကဘယ်ပါတီဖြစ်ပါလဲလို့ကျွန်တော်ကထုတ်ပေါ်ပြောလိုက်ရင်သူ့အတွက်တနည်းပြတော့နိုင်ငံရေးကထိခိုက်မှာနိုင်ငံရေးကမထိခိုက်စေချင်လို့ကျွန်တော်အမိကိုထုတ်မပြောတာအမိလည်းထုတ်မပြောတာနောက်ထပ်ကျွန်တော်တို့ကဒီပါတီအမိလည်းထုတ်မပြောတာအကယ်၍ကျွန်တော်ကထုတ်ပြောလိုက်မယ်ဆိုရင်သိကြတဲ့အနေနဲ့အမြန်တော့သူ့ကိုသူ့ရဲ့ဒီနိုင်ငံရေးရပေါ့တက်ရောက်မှုကြီးမှာဖြစ်ပါတယ်လက်ရှိကလည်းကျွန်တော်ရွေးကောက်ပွဲကာလကလည်းနှီးလာပြီအော်တိုဘလာ28ရက်နေ့ဆိုရင်ဒါလွတ်တော်ကိုယ်စီလောင်းတွေကမဲဆဆွဲလို့ရပြီ မယ်ဆက်ဆွေးလို့ရပြီနောက်ထပ်ကျွန်တော်ဒီဘန်အတိုင်းဝန်းမှာအထက်သိရတာကဒီဒီလွတ်တော် ကိုယ်စားလှယ်လောင်းကပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်လောင်းကသူကသူ့ရဲ့သူ့ရဲ့ကုမ္ပဏီတစ်ခုကသူ့ရဲ့ကုမ္ပဏီကဒီဘန်ဘက်ကိုကမ္ဘောဇာဘန်ဘက်ကိုဆက်သွယ်ပြီးတော့ဒီလူတော့အဲဒီသူကလက်မှတ်ထိုးတဲ့မှာပါတယ်ငွေချိတဲ့ကမှာသူကလက်မှတ်ထိုးတဲ့မှာပါတယ်လက်မှတ်ထိုးတဲ့နေရာမှာသူ့နာမည်လေးကိုထုတ်ပေးပါပေါ့ထုတ်ခွင့်ပြုပါပေါ့ဒါပေမဲ့ဘန်ဘက်ကလည်းလက်မခံဘူးဘာကြောင့်ဘန်ဘက်ကလက်မခံတာလဲဆိုတော့ဘန်နေဘန်နေအားလုံးကငွေချိတဲ့အခါမှာမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့ဒါ ငွေချေးတတ်မှတ်ပြီးတော့ငွေချေးကြတာပါ။ရွှေပြောင်းနိုင်တဲ့ပစ္စည်းတွေမှငွေချေးတာမဟုတ်ပါဘူး။ဒီဘန်ဘက်ကတောင်းဆိုတာကရတယ်ကျွန်တော်တို့ထုတ်ပေးမယ်။တိုးတော့လည်းပဲသူတို့တတ်မှတ်ထားတဲ့ငွေမောက်တော့ပြန်သွင်းပေးရမယ်။ငွေမောက်ကိုပြန်မသွင်းဘူးဆိုရင်ထုတ်မပေးဘူး။တော့အဲ့လိုတွေဂွန်းဆက်ဂွန်းဆက်တွေရှိလို့သိရတယ်။အဲ့တော့အကယ်မြန်ရုပ်ောက်ဝဲကော်မရှင်ကဒီလူကဘယ်သူပါလို့ထုတ်ပြန်လိုက်တဲ့အခါကျရင်တော့ခင်ဗျားတို့ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်။ဒီဒီကိုယ်စလဲလောင်းတယောက်ကလည်းဒီဘန်ကိစ္စကိုသူကတိတိကျကျမဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်ကိုယ်စလဲလောင်းအဖြစ် ပယ်ဖြတ်ခံမှာဖြစ်တယ်ကျွန်တော်သိရတဲ့လောက်ကတော့ဒီကွန်ဒိုကိစ္စလို့သိရတယ်ဒီကွန်ဒိုကွန်ဒိုပေါ့ကွန်ဒိုဆောက်ဖို့အတွက်ဒီအုပ်စုကဒီဒီဒီလုပ်ငန်းရှင်အုပ်စုကကမ္ဘောဇာဘက်နဲ့ချီတယ်ဒီကွန်ဒိုကလည်းမပြီးပြတ်သေးဘူးလို့သိရတယ်မပြီးပြတ်သေးပါဗျာအဲ့တော့အဲ့မှာဘန်လုံငန်းဆိုင်ရာကိစ္စရေးတွေရှိတယ်တစ်ဖက်မှာကျွန်တော် UEC ရဲ့တတ်မှတ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်တတ်မှတ်ချက်တွေရှိတယ်အကယ်၍များဒီဒီလွှတ်တော်ကိုယ်စားလှယ်လောင်းကဘန်ကိစ္စကိုသူကမရှင်းလင်းနိုင်ဘူးဆိုရင် သူကကိုယ်စလေလောင်းဖြစ်ပယ်ဖြတ်ခံမှာဖြစ်ပါတယ်ကိုယ်စလေလောင်းဖြစ်ပယ်ဖြတ်ခံရရင်တော့ဒါကတော့ကျွန်တော်တို့ဟိုဒါကဒီရွေးကောက်ပွဲကော်မရှင်ကပယ်လိုက်တယ်ပါညာတော့အတန်လည်းထွက်လာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာအန်ဒီယားပါတီကို UEC ကဖြတ်သိမ်းခြင်းကာလမှာတော်တော်လေးအတန်ဆုခဲ့တယ်မသိမဲ့ဒီ UEC ကအန်ဒီယားကိုကြောက်နေလို့အန်ဒီယားရဲ့ဒီနိုင်ငံရေးပါဝါကိုကြောက်နေလို့ UEC ကဖြတ်သိမ်းလိုက်ရတယ်လို့လို့အဲဒီလိုမျိုးတွေတော်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 လေးဖြစ်ခဲ့တယ်တကယ်ကအဲ့ဒီအချိန်တုန်းကရွေးကောက်ပွဲကော်မရှင်ကအန်ဒီယားပါတီကိုဖြတ်သိမ်းခဲ့တာက အန်ဒီယပါတီကတတ်မှတ်တဲ့လူရဲ့စရင်မရှိမပြည့်လို့ဖျက်သိမ်းခဲ့တာအန်ဒီယပါတီရဲ့အားနည်းချက်ကလည်းသူတို့မှကရုံးပိုင်းဆိုင်အောင်သူတို့မနိုင်ဘူးပထမတော့ဟလာအန်ဒီယကအန်ဒီယကပဲမှန်တယ်လို့လို့ရုပ်ကောက်ပွဲကော်မရှင်ကပဲမတရားလုပ်တယ်လို့လို့တိုးတော့တိုးတော်ဖြစ်ခဲ့တာပေါ့ဒီဖြစ်စဉ်နောက်ပိုင်းမှာရုပ်ကောက်ပွဲကော်မရှင်ကဒင်းစာရှင်းလင်းပွဲလုပ်ကောအော်အဲ့တော့မှကျွန်တော်တို့ကမြင်လိုက်တယ်တကယ်တော့ UEC ကမတရားလုပ်ခဲ့တာမဟုတ်ဘူးအန်ဒီယပါတီကသူတို့တနင်္ဂနွေလုံးပြိုင်တဲ့ပါတီဖြစ်တဲ့ခါကျတော့ပါတီဝင်ဥယျာဉ်ပါတီဝင်ဥယျာဉ်သူကတတ်မှတ်ထားတဲ့ပါတီဝင်ဥယျာဉ်မပြေဘူး မပြေးလို့ပယ်ဖြတ်လိုက်တာအဲ့တော့မှကျွန်တော်တို့အားလုံးကကွက်ကွက်ကွင်းကွင်းမြင်ရတာအဲ့တော့မှကျွန်တော်အတန်တည်းအကုန်လုံးပိတ်သွားတာမီးကိုရေးနေလောင်းလိုက်တို့ share တော့တာလက်ရှိလည်းကျွန်တော်တို့ဒီဒီဒီလွတ်တော်90လဲလောင်းပေါ့ဗျဒီလွတ်တော်90လောင်းကကံပေါ်စားဘန်ကနေပဲကြက်ဘီလီယာ100ကွာရင်လည်းအထောက်အောင်ပဲအဲ့လိုချေယူထားတယ်ချေယူထားတဲ့အခါကျတော့သူ့မှာတတ်မှတ်ထားတဲ့အယူအဆရဲ့တတ်မှတ်ထားတဲ့90လောင်းဖြစ်ခွင့်နေစတဲ့ဘန်လုပ်ငန်းဆိုင်ရာကိစ္စရည်တွေရှိပါလိမ့်မယ်အကေအမြဒီပုဂ္ဂိုလ်ကဒီကြားထဲမှာပေါ့ဗျဒီကြားထဲဒီရပိုက်ဒီကြားထဲမှာပေါ့သူက ီချက်ဘီလီယံတရားကိစ္စနဲ့ပတ်သက်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်90လောင်းဖြစ်ပယ်ဖြတ်ခြင်းခံရမှာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာနယ်မယ်ထဲမပြောတာကသူ့ရဲ့သွားနေတဲ့နိုင်ငံရေးအရေးသူ့ရဲ့နိုင်ငံရေးယုံကြည်ချက်နိုင်ငံရေးခံယူချက်ဒါတွေကိုကျွန်တော်တို့ကသွားပြီးထိခိုက်မှာဆိုလို့ကျွန်တော်ကထုတ်မပြောတာပါအကယ်၍မဲ့သူကဒီချက်ဘီလီယံတရားနဲ့ပတ်သက်ပြီးတော့သူဗန်နဲ့ဗန်နဲ့ကျွန်တော်တို့ဒီကမ္ဘောဇာဗန်နဲ့မဖြေရှင်းနိုင်ဘူးဆိုရင် ေချာတာကသူကတော့လွတ်တော်ကိုလောအရေးချင်းသတ်မှတ်ချက်နဲ့ကိုင်းညီမှုမရှိပြီးပယ်ဖျက်ခြင်းခံမှာဖြစ်ပါတယ်။ပယ်ဖျက်ခြင်းခံမှာဖြစ်ပါတယ်။အဲ့တော့ဒါလေးဘယ်လိုဆက်ဖြစ်မလဲပေါ့ကျွန်တော်တို့ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ဒါပါတီဥက္ကရာကြီးတူရဲ့ဘန်နဲ့ပတ်သက်တဲ့ကိစ္စပေါ်မှာကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ကျွန်တော်တို့ကွန်ဒိုပေါ့ဗျာကွန်ဒိုကိစ္စပေါ့ကွန်ဒိုကိစ္စလည်းဖြစ်တယ်။အဲ့ဒီကွန်ဒိုကလည်းမပြီးသေးဘူး။အဲ့ဒီကွန်ဒိုကကျွန်တော်ရန်ကုန်မြို့မှာရှိတယ်မပြီးသေးဘူး။